မင်္ဂလာပါကျွန်တော်လေးတက်တော့လိုက်လွဲ့ခါတောင်းဆိုရတဲ့ညီကူရေနော်ကျွန်တော်ပြောပြပါမယ်ကျွန်တော်နည်းနည်းလေးအခြေခံလေးကျွန်တော်တတ်တော့လေးပေါ့ပြန်မျက်ဝေပြီးမှာပါတော့ကျွန်တော်မင်းတင်ကြတော့ကျွန်တော်တို့တွေကတိအခြေခံမစည်းဝါလို့ပဲပြောလို့ရအောင်နော်စည်းဝါနဲ့သွားတာရှိတယ်ကျွန်တော်ဂီတာမှာကျွန်တော်တို့အကွက်ကလေးနဲ့အကွက်ကလေးနဲ့သွားကြတာဟုတ်ကွက်အကွက်နဲ့သွားကြတာဘူးတူကျွန်တော်ဒီမှာတော့အကွက်တော့မရှိဘူး ကျွန်တော် ear plane လို့ခေါ်တယ်ကျွန်တော်နားနဲ့သွားရဖြစ်တယ်ဒီနားနဲ့ဒီလက်နဲ့သွားတာဖြစ်တယ်ဒါကြောင့်မင်းတင်တစ်ခုကိုကိုကမင်းတိတကျင်တဲ့ဆရာလည်းမရှိဘူးဆိုရင်အခြေခံအဖြစ်ရတော့ကျွန်တော်တို့ဒီလက်ကတော့အများအားဒီလိုဒီလိုထားရတယ်လက်ညိုလက်လက်ခလဲလက်သက်ကျော်ဒီကောအများအားအကျင့်လုပ်ပြရတယ်ကောဆင်းရတက်လိုက်တက်လိုက်ဆင်းလိုက်ဆင်းရတက်လိုက်ဒီကောဒီ ကျိုးတဲ့အားလုံးပေါ့တော့တက်တာဆင်းလောက်ရတယ်တိကျိုးနှစ်ကျိုးသုံးကျိုးလေးကျိုးငါးကျိုးပေါ့ဒီဒီလက်သုံးကျိုးတက်တာဆင်းလိုက်တိကျိုးပြီးသွားနှစ်ကျိုးနှစ်ကျိုးပြီးသုံးကျိုးအဲ့ကောက်တကောက်အချင်းလောက်ပြရတယ်တကောက်အချင်းလောက်အခုအင်းဦးဆုံးလောက်ရမှာဒီကောင်ကဒီတိုင်းတိုင်းမထားဒီတိကျိုးတွေဘာမှမနိုင်နဲ့အင်းဦးဆုံးလောက်ရမှာကဒီ6ကျိုးဒီ6ကျိုးတစ်ချက်5ကျိုးတစ်ချက်အဲ့ဒါကောက်တိုင်မြင်ကြက်ကြက်လိုက်တော့ အဲ့အခြေခံပေါ့အဲ့ဒါအခြေခံလက်ကလည်းအများကြီးလိုအများကြီးလည်းမမထားနဲ့သူ big liner ထားအလောတော်လေးဒီနားရောက်ရင်ကျုပ်ဒီသုံးကျိုးပဲမကူအောင်ပေါ့တကောနှစ်ချောင်းอ่ะအဲ့အခြေခံပဲအဲ့ဒါကိုအဲ့ရောက်ချက်ပါ နှစ်ချောင်းကိုဒီနှစ်ချောင်းမှန်သွားပြီဆိုရှင်ကျွန်တော်တို့ကတိကျိုနှစ်ကျိုသုံးကျိုတိကျိုနှစ်ကျိုသုံးကျိုသူကသုံးကျိုနှစ်ကျိုတိကျိုဆင်းမယ်တင်းနှစ်သုံးလေးအေးအဲ့ဒီကောင်ကိုတက်လာဆင်းနေတီးရပါမယ်သူအရင်ဆုံးကလက်ကလေးလိုပဲထားတော့လက်ကဘာမနှိမ့်နဲ့အောင်လက်ကလေးလိုပဲထားအလွတ်တီးမှာခုနကတော့ဒီခုနကနှစ်ချောင်းရပါပြီဆိုရင်ဒီက20တိကျို20ပါ ရာနည်းနည်းလေးခက်သွားတာတွေ့မယ်ဒီလိုအတန်မျိုးကြောင်နည်းနည်းလေးကြည့်ပေးရပါမယ်အနည်းဆုံးတော့3ရက်ပေါ့အတီးကျပြီးတော့နှိကျသွားလက်ညှိုးကမသိဘူးတည်းတက်သွားလိုက်လက်ညှိုးမသိဘူးတည်းတက်သွားလိုက်လက်ညှိုးပဲပြောင်းသွားတယ်ပြီးတော့3ကျော် နိဂျိုမြောက်ဆင်းအနိဂျိုဝီတို့ဂျိုမြောက်ဆင်းချင်းအောင်ဖြစ်တယ်အဲ့ဒါပထမမစ္စရီတင်တဲ့သူအဲ့ဒါအရင်ဆုံးသိရထားမှာဒါတော့မစ္စရီကျိုးကြီးတာ ျွန်တော်မင်းစရင်ကြိုးညိတာကျွန်တော်တော့အကွက်တွေပါနဲ့ကျွန်တော်အခုတစ်ဆရာမရှိဘူးဒီဒီနာကိုရင်ရမယ်နောက်ကိုကျက်တဲ့သချင်းသချင်းကကြီးမိတာတီးနေတာဒီထဲမှာမကြည့်တယ်တီးကြည့်ပေါ့သူ့သချင်းအတော်ပြီးကြည့်လိုက်ဟိုကထွက်တဲ့အတန်နဲ့အဲ့အတန်မျိုးလက်တီးမှလားဒါမှမဟုတ်ကိုအတန်မြင့်နေတာအနေနေတာအဲ့ကြဒီထဲမှာမဆိုင်တယ် အဲ့ဒါကိုလည်းကိုမသိရင်တိတပေးမသိရင်ချိုးကြည့်ဦးဗီဒါသမားရဲ့ချုပ်ပြတယ်ဗီဒါချိုးမကြီးတာကိုကျွန်တော်ညှိပြရတာလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဗီဒါသမားတော့မဟုတ်ဘူးပေါ့ကိုလည်းကိုကိုနီးစနေနဲ့ကိုသွားတာဆိုတော့ကကြတော့အခုနောက်တော့ကျွန်တော်ပြောတာဒီနှချောင်းအဲ့ကောင်ရပါပြီခုနကတော့အဲ့ဒီနံပါတ်1အချိန်ကရပြီတိကျိုးနီးကျိုး ဲ့ပြန်စင်းအဲ့ဒါပဲပြန်စင်း၄ကျိုး၃ကျိုး2ကျိုး3ကျိုးအဲ့ဒါလေရပြီးဆိုရင်ကိုကအဲ့ဒီတော့မှကိုကအချင်းမတီးသေးဘူးကိုကလက်ကွက်လက်ကွက်သွားမယ်မှဒီလက်ကွက်တွေမှာပဲအဲ့လက်ကွက်ရိုးရိုးသွားမယ်အကွက်ပဲအခုနတိတိကျဝတိကျပြီးတော့အစင်းဒီဒီအကွက်လေးအရှိအကွက်လေးတကွက်ပဲလှူထားမှာ သုံးဖို့မတီးအောင်အဲ့ကွက်တဲ့အပေါ်ပြန်တယ်လက်ခလေရိုင်လို့တာလက်ခလေရိုင်လို့တာလက်ညိုးတယ်မှာရိုင်လို့တာအဲ့ဒါကိုအချောင်းလိုက်အဲ့လိုတီးရမယ်အဲ့ဒါရိုးရိုးတီးပြီးသွားတယ်လို့ရှိရင်ကိုကအဲ့အတိုင်းပဲပြန်တီး အဲ့ဒါလည်းမှန်သွားပြီပေါ့ဒီမှာဒီနေ့ကြိုးလာမယ်တန်နေကြိုးပဲ က်ကျိုးဝဲပြောင်းသွားတာပြီးသွားရင်လေးကျိုးပြောင်းမယ်အဲ့ဒါနေရသွားပြီဆိုလို့ရှိရင်ဒါတစ်ချက်ချင်းသွားတာအဲ့ဒါကြည့်ကြည့်သွားရင်မနောက်နှစ်ချက်သွားမယ် အမြန်ပြတ်ကြည့်တာခုနရိုးရိုးလေးအခုနရိုးရိုးသွားတာအေးအခွက်တွေပဲအခြေခံပြောပြတာပါလူပြလိုက်ပြန်ဆင်းမယ် နားရအောင်သူ့ထားရတဲ့အတွက်အ